အလိုအလိုမင်းမင်္ဂလာပါရှင်ရှေးဦးစွာတိတိအတန်နာနေတဲ့အတွက်ကြောင့်မလို့ဟိုတောင်းမမြာဖေးအခုကတောင်ကြီးပိုးအရန်ထနေတဲ့အတွက်ကြောင့်မလို့တောင်ကြီးပိုးထားတဲ့ရာသီဆိုတော့တိတိကအာအမိကန်လေးလာပြီးတော့တင်ပြတာပေါ့နော်တကရွှေပုံမီဖန်တာပေါ့နော်အဲအဲ့လောက်ကိုတောင်ကြီးမှာတော့တမျိုးခေါ်သေးတယ်တိတိအဲ့လောက်ကိုလေးပြကြအောင်မချမိလို့ပေါ့နော်ဒါကတော့မီဖန်မို့မီဖာတွေပေါ့နော် ဒီနေရာလေးကချမ်းမြရက်ကွက်ထဲမှာပါဒါကတော့မီဟိုမီဖုံးမြန်ထောက်တိုင်းလို့ပြောတယ်ဗောနော်အမ်တော်တော်လေးလဲလာတယ်သူကအာရန်အချိန်လေးဖယ်ဟိုမီဖုံးမြန်လို့တော့ပြောတယ်ဗောနော်အချိန်လေးဖယ်မီဖုံးမြန်လို့တော့ပြောတယ်အဲလာပြီးရောရက်ွက်ကလာကြည့်ရလူတွေလည်းအများကြီးပဲလာကုတဲ့လူတွေလည်းအများကြီးပေါ့နော်တကယ်တမ်းကျတော့မီးဖုံးပြန်တလုံးဖြစ်ဖို့ဟိုတာကအချိန်ရောလူရောငွေရောပေါ့နော်အရန်ကုန်ပါတယ် အခုဒီမီးပုံးလေးတစ်လုံးကိုအာသူ့ရဲ့6ဖက်ခွနဖက်လာကုန်းနေပေါ့နော်ဟိုအပေါ်တီးတက်သွားတယ်မီးရှူးတွေနဲ့ပါရင်းနဲ့အလားဖင်ထားတယ်မီးပုံးမြန်တစ်လုံးဖွင့်ရင်200နီးပါးလောက်300နီးပါးလောက်ကိုကုန်နေပေါ့နော်အဲ့မှာဒီအာကုလုတ်ပေးရလူတွေလူတွေလည်းအများကြီးပဲချိန်လဲပေးရတယ် ပြီးတော့လေတီတီတို့ကသာပွဲမှာပြောရွှင်ပြီးတော့အောက်မှာကပြီးတော့ကြီးနေကြတယ်ဆိုပေမဲ့ဒီမီဖို့မြန်လောက်တဲ့လူတွေအတွက်ကတော့အာမီဖို့မြန်တစ်လုံးတက်သွားတယ်လက်လက်ပပတက်သွားတယ်ဆိုရင်သူတို့ကအရန်ကိုပီတီဖြစ်ရတယ်သူတို့ရဲ့ဒါကအချိန်နေကုန်အာငွေတွေပေါ့နော်လူတွေအာပင်ပန်းရချိုကုန်ရချိုနှက်တယ်ပေါ့နော်အခုဒါကဒီမီမိုင်းနဲ့ပေါ့နော်အာမီကိုမိုင်းနဲ့တင် ဒါကဟွန်ဖန်နေရပေါ့နော်အချိန်မှမှာ အပေါက်ကလေးတွေပါလာ ဖေးမညီဘူးလားအဲ့အလေးတွေကိုသူတို့ကအရင်မြှတ်ထားတယ်မှတ်ထားပြီးတော့ပါတဲ့နေရာလဲပါပေါ့လူမှုလေးပြင်ကြတယ်ပြီးရင်တော့တေချာထုတ်ပြီးတော့တင်ထားပြီးတော့ပွဲနေကြမှာပြန်ထုတ်ကြတယ်ပေါ့နော်အာဒီမှာကမိုင်းအပြည့်မဟုတ်သေးရတော့မှဒီလောက်လာနေရပေါ့နော်မျိုးမြန်တလုံးမှာဒီပကြီးရလဲတော်တော်လေးကိုအာအခေရာကြရလို့ ထဲမှာပါတယ်ပေါ့နော်နောက်တီးပချီမှာလည်းပြောရမယ်ဆိုရင်တော့ပတိယအဓိကပဲလို့တော့ပြောတယ်အာဖေးရဲများသွားတဲ့နေရာတွေဆိုရင်လည်းဖားပြီးတော့ပုံတက်တာတွေရှိရဲ့အဲ့တော့ဒီဟာကလည်းဟိုပချီဖွဲတဲ့ဒီရုပ်ကြွားတဲ့ပညာထက်အောက်ပတိယလည်းပို့ပြီးတော့အာအရေးကြီးရမှာပါတယ်ပေါ့နော် မျိုးမြန်တစ်လုံးမှာသူ့ဟာနဲ့သူတော့အကုန်လုံးကအာတောင်းစီအောင်လို့အရေးကြီးကြတယ်။အာပြီးတော့ရန်နေဝိုင်းလှုပ်တဲ့ဆိုရင်လည်းအနည်းလည်းများတယ်။ဒီတရာတောင်ကြီးကိုရောက်ပြီးတော့ဒီနှစ်မှာဒီတဗောင်နဲ့ပတ်သ သောင်းတိုင်းနဲ့ပတ်သက်ပြီးတော့တေချာခါခါနနာပို့ပြီးတော့အော်လေးလာခွင့်ရတယ်ပေါ့နော်အာပြီးတော့ဒီဒီအိုဒီမူဘုံမြန်လာရိုက်ဖို့ရွှေဘုံကအကူဒီကိုလည်းခြေဖူးများကြီးတင်ပါတယ်ဒီရဲ့မူဘုံမြန်နေအချောင်းကိုရှင်းပြတယ်အာကိုဖုံးလေးမြက်ကိုလည်းခြေဖူးများကြီးတင်ပါတယ်ဒီနှစ်မှာ တောင်ကြီးတူတောင်ကြီးသားတွေရဲ့ဒီတဖောင်းနိုင်နဲ့ပတ်သက်ပြီးတော့ယူသွမှုကိုလုံးဝကိုအန်အော်ဖျာကောင်းလောက်အောင်အော်ချဖျာကောင်းလောက်အောင်မြင်တွေ့ရတယ်ပေါ့နော် ဒါကဆန်းပြီးသွားပြီဆိုတော့မိကိုတွေပြန်ထုတ်ပြီးတော့အာပြန်သိမ့်မယ်ပေါ့နော်အဖန်းတဲ့နေရာမှာလဲတော်တော်လေးကိုတတိထားရတယ်သူကလွတ်သွားရင်လဲအပေါ်မိဘုံကလွင့်သွားမှာပေါ့နော်အာတော်တော်လေးအာပြီးတော့မိုင်းနဲ့ဆိုတော့တီချားကိုခြင်ထားရတယ်အထဲထဲမှာမိကိုငွေတွေမိုင်းတိုက်တုံးအောင်ဆိုရင်လေအာတီ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 ကတော့မခံနိုင်ဘူးပေါ့နော်မိကိုတွေအယမ်းမုံလို့ပေါ့နော် ကဲဒါကတော့တီတီဒီနေအာသွားကြည့်ခဲ့ရတယ်သွားလေးလာခဲ့ရတဲ့ရွှေဘုံမိဘုံများပဲဖြစ်ပါတယ်အဲဒီဖောင်တန်နဲ့ပတ်သက်တဲ့အမတ်တရားလေးတွေလည်းမျှဝေပေးခဲ့ကြအောင်နော်